။ Okay အားလုံးဝမင်္ဂလာပါ။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကအာဟိုအရင်တုန်းကဗီဒီယိုတစ်ပုဒ်မှာကျွန်တော်တင်ထားခဲ့ပူတဲ့ဗီဒီယိုအတွက်အထောက်အကူဖြစ်မဲ့ဗီဒီယိုလေးတစ်ပုဒ်တင်မင်းပေါ့နော်။ဒီအရင်ကဗီဒီယိုတစ်ပုဒ်မှာကျွန်တော်တင်ထားတာကဗာပြောရရှင်။ဗာပတ်ဆိုင်မှာအရင်နည်းမရှိဘဲနဲ့စီးပွားရေးလုတ်လို့ရတယ်လုတ်လို့ရတဲ့စီပွားရေးအကြောင်းကျွန်တော်တင်ထားပြရပါတော့။အဲကျွန်တော်တခါတည်းပြလိုက်မယ်ဗျာ။ Okay ဒီဗီဒီယိုပေါ့နော်ဒီဗီဒီယိုလေး တပြားမှမကုန်မဲ့စလုပ်လို့ရမယ်စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာလုပ်ငန်းတစ်ခုဆိုပြီးတော့ကျွန်တော်တင်ထားပေးတယ်အဲ့ဒီဗီဒီယိုထဲမှာပြောထားတဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့စာအုပ်တွေရေးမှာနော်ကိုယ်တိုင်မရေးတတ်ပေမဲ့ ChatGPT တို့ Gemini တို့ရေးခိုင်းပြီးတော့ခါကြတော့ကျွန်တော်တို့ကခံပါနဲ့စာအုပ်ထုတ်ပြီးတော့ကျွန်တော်တို့ဒီအာဘယ်လိုပြောမလဲ음 ebook website တွေမှာပေါ့နော်အဲ့လိုမျိုး digital product တွေရောင်းလို့ရတဲ့ website တွေမှာကျွန်တော်တို့က ီဒီယိုတွေအဲစာအုပ်တွေတွားတင်ပြီးရောမှရောင်းလို့ရတဲ့ပုံစံမျိုးကိုကျွန်တော်ပြောထားပြီးရပါတော့။အဲဒီမိတ်ဆွေတို့မကြည့်ရသေးဘူးဆိုရင်ဒီဗီဒီယိုတွားကြည့်လိုက်ပါ။အာပြီးရတဲ့ခါကျတော့ဘယ်မှာတင်ပြီးရောရောင်းရမလဲဆိုတာလည်းကျွန်တော်တခါတည်းတင်ထားပေးပြီးပါတော့။ဒီမှာ online ပေါ်မှာ store ဆိုင်တစ်ခုဖွင့်မယ်ပေါ့နော်။ online ပေါ်မှာဒါ online store တစ်ခုကိုကိုယ်တိုင်ဖွင့်မယ်ဆိုတာလည်းကျွန်တော်ဒီမှာတင်ထားပေးတယ်ပေါ့နော်။ဒီဗီဒီယိုနဲ့ဒီဗီဒီယိုက အဆက်အဆက်ရှိရပေါ့နော်ဒီဗီဒီယိုအရင်ကြည့်ပြီးရင်ဒီဗီဒီယိုကြည့်ပါဒီဗီဒီယိုကကြတော့ဘယ်လိုလုပ်ရမလဲဆိုတဲ့ idea ကို sharing လုပ်ထားတာဖြစ်ပြီးတော့ဒီဗီဒီယိုကကြတော့ဘယ်မှာတွားရောင်းရမလဲဆိုတဲ့ concept ကိုကျွန်တော်ဒီမှာလာတင်ပေးထားတာပေါ့နော်ဒီဗီဒီယိုတက်တက်လုပ်ထားပေးရပါဒါဆိုတော့မင်းတို့ဒီမှာကြည့်ပြီးတော့ idea တခုရတော့ပြီငါတော့ဘာလုပ်တော့မယ်ဆိုပြီး idea ရတော့တဲ့ခါကြလို့ရှိရင်ဘယ်မှာတွားရောင်းရမလဲဆိုတော့ဒီဗီဒီယိုမှာပြန်ကြည့်ပါ okay ဒီဗီဒီယိုနဲ့ဒီဗီဒီယိုကြည့်ပြီးသွားပြီဒါပေမဲ့ကျွန်တော်မိတ်ဆွေက အာအဲ့လို idea ပေါ့เนาะကျွန်တော်ပေးတဲ့ idea အတိုင်း live လုပ်ချင်ပေမဲ့မလုပ်တတ်ဘူးဆိုလို့ရှိရင်ကျွန်တော်အခုဗီဒီယိုမှာကျွန်တော်အသေးစိတ်ပြန်လုပ်ပြပေးပါမယ်။အာဒီဗီဒီယိုအဓိကရည်ရွယ်တာကတော့ကျွန်တော်ရဲ့အာ brother ရေပေါ့เนาะတကယ်ပါရိုးတာပြီးတော့ဘာဆိုဘာမှမတီးတဲ့အာကျွန်တော်မိတ်ဆွေတွေကိုရည်ရွယ်တာတက်ပြီးသားလူတွေတိပြီးသားလူတွေအတွက်ရည်ရွယ်တာမဟုတ်ဘူးပေါ့เนาะအဲ့ကြောင့်မလို့ကျွန်တော်ကလုံးဝဒီဟိုအသေးစိတ်ကို ပြန်ပြောပြပေးမှာเนาะအဲ့ဒီတော့လေရှည်ရလဲကြာရဲဆိုတော့ကျွန်တော်တို့စလိုက်အောင်အဲ့တော့ကျွန်တော်ဘယ်လိုတွားမလဲဆိုတော့ကျွန်တော်ဒီမှာရှာရတာ AI တုံးခုရှာရတယ်ဗောနော်ဒီမှာ Canva AI Canva ဗောနော် Canva ရဲ့နောက်ပြီး ChatGPT ရဲ့နောက်ပြီး Google Gemini ရဲ့ Google Gemini ကိုလည်းပဲကျွန်တော်ကလုံးဝ free ဖြစ်တဲ့အတွက်ကြောင့် free တုံးလို့ရအောင်ဆိုပြီးတော့မှာကျွန်တော်က pro version ကိုမတုံးတော့ဘူးဒီမှာကြည့်ပါကျွန်တော်တုံးထားတာ free version ဖြစ်တယ် ။ Okay ChatGPT ဆိုလဲ Pro version မဟုတ်ပါဘူးဒီမှာကြည့်လိုက်ပါကျွန်တော်တုံးတာတာ free ဖြစ်နေပြီးတော့မှဒီမှာတုံးသွားမယ့်အရာတွေကအားလုံးမြန်မာလိုပဲဖြစ်မယ်ပေါ့နော်မြန်မာလိုပဲကျွန်တော်ရှင်းပြတော့မယ်ရရေးသွားမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လုံးဝပါဆိုဘာမှမတိတဲ့လူတွေအတွက်အဆင်ပြေလိုက်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်โอเคဒီမှာကြည်လိုက်ကျွန်တော်ပုံမြင်တပုတ်ဖန်တီးပြမယ်ပုံမြင်တပုတ်ဖန်တီးပြမယ်ဆိုတော့ကျွန်တော်က chat gpt ကိုဒီလိုပြောလိုက်တယ်ပေါ့နော်အာတော့ဝက်ကလေးနဲ့ပုတ်တင်ညောင်းပုံမြင်တပုတ်ရေးပေးပါစာမျက်နှာ10မျက်နှာလောက်ပေါ့နော်ဒါကတော့မိတ်ဆွေတို့လိုချင်တဲ့ ပုံစံကိုဒီမှာတွားရေးနော်စာမျက်နှာ10မျက်နှာဖြင့်ဖြင့်မဲ50ဖြင့်ဖြင့်မဲဒါတော့မိတ်ဆွေတို့ကြိုက်တဲ့လောက်ရေးလို့ရတယ်ကျွန်တော်ကတော့လောလောဆယ်တိုလေးရှင်းပြမှာဆိုတော့10မျက်နှာလောက်ပဲရေးခိုင်းတယ်အဲပြီးတော့ရှင်ရင်ကျွန်တော်တို့ကဒီပုံကိုထုတ်ပြီးအာပုံပြင်ရေးပြရတဲ့ခါကျရင်ကျွန်တော်တို့ပုံတွေပါထုတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ChatGPT ကိုဒီမှာပုံထုတ်ဖို့အတွက် prompt ဆိုတာ prompt ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုပါတခါတည်းထုတ်ခိုင်းလိုက်တယ်ရေးခိုင်းလိုက်တယ်အဲ့တော့ကျွန်တော်ပို့ကြည့်လိုက်မယ်သူဘယ်လိုပြောလာမလဲပေါ့နော်ဘယ်လိုပြောလာမလဲဘာတွေထုတ်ပေးမလဲအဲ့တော့ဒီမှာကြည့်ပါ တို့တခါတည်းပုံပြင်ထုတ်ပေးမယ်ပေါ့နော်အဲ့လိုပြောလာဆာမျက်နှာတက်အကြောင်းအရာပိုင်းညာ quick quick တို့ပြောလာတယ်ပေါ့နော် okay ဒါဒီခဏကျွန်တော်ကြော်လိုက်မယ်ပေါ့နော် okay ဆိုတော့တို့ကဒီလိုလေးပြောလာတယ်ဒီမှာတို့ကပုံတစ်ခုချင်းစီရဲ့အကြောင်းအရာပေါ့နော်ပုံတစ်ခုချင်းစီရဲ့အကြောင်းအရာနဲ့အောက်ကပုံထုတ်လို့ရတဲ့ print ကိုတခါတည်း တွဲပြီးရပါတော့ဒီမှာပုံ prompt ဆိုပြီးတွဲပြီးရ။ဘာကြောင့်ကျွန်တော်အဲ့လို prompt တခါတည်း ChatGPT ကိုရေးခန်းရတာလဲဆိုတော့ ChatGPT မှာကအာ probation မဟုတ်ဘူးဆိုလို့ရှိရင် accountant ရှိရဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က accountant မရှိတဲ့ AI တွေကိုတုံးချင်တဲ့အတွက်ကြောင့်ပုံထုတ်တဲ့နေရာမှာပြောတာနော်။ပုံထုတ်တဲ့နေရာမှာ accountant မရှိတဲ့ AI တွေကိုတုံးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ AI တွေမှာကျွန်တော်တို့ကပုံထုတ်ခိုင်းမယ်ဆိုရင်အင်္ဂလိပ်စာကောင်းကောင်းမကျွမ်းတဲ့အခါမှာထုတ်ခိုင်းရတာအခက်အခဲဖြစ်နိုင်တယ်ဗောနော်ဒါကြောင့်သူ့ကိုတခါတည်းရေးခိုင်းလိုက်တာဖြစ်တယ် โอเคအဲ့တော့ကျွန်တော်တို့ကူးရမှာကဒီကောင်နေဒီစာလေးတွေပေါ့เนาะဒီစာလေးတွေကိုကျွန်တော်ယူရမှာဒါပေမဲ့အခု loss ဆယ်မှာကျွန်တော်တို့တူကပုံပြင်မရေးခိုင်းပုံပြင်မရေးပေးတာမရေးမရေးရတည်ဘူးပေါ့เนาะစဖိပုံပြင်မရေးပေးရတည်ဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ကပုံပြင်ရေးခိုင်းလိုက်တယ်ပေါ့เนาะโอเคပုံပြင်ရေးခိုင်းလိုက်တယ်ပြီးရင်သူဘလို့ရေးလာမလဲဆိုတော့ကြည့်ရအောင်โอเค အခုဆိုလို့ချင်းကျွန်တော်ကဒီမှာ PDF file မလို့ပုံပြင်မဲ့ရေးပေးပါလို့ပြောလိုက်တဲ့အခါမှာသူကဘလို့ပြောလားဘလို့ရေးပေးလိုက်လဲဆိုတော့ဒီမှာ tower ကလေးနဲ့ပုတ်တင်မျိုးအကြောင်းကိုရေးခိုင်းတာတော့သူအဲ့လိုရေးပေးရပါတော့ဒီမှာစာမျက်နှာတစ်ဒီလောက်စာကတော့ဒီလောက်လောက်ပဲပေါ့နော်တကယ်လို့မိတ်ဆွေကဒီစာမျက်နှာတစ်ကစာကိုပို့ပြီးရရှေ့ရှေ့လိုချင်တယ်ဆိုလို့ရှိရင်သူ့ကိုပြောပါတော့ စာမျက်နှာတမျက်နှာချင်းစီတိုင်းမှာစာလုံးရေ100တုံးမဟုတ်900အဲ့လောက်လောက်ပမာဏကိုထည့်မှရေးပေးပါလို့သူ့ပြောလိုက်တယ်ဆိုရင်သူကစာမျက်နှာတမျက်နှာချင်းစီတိုင်းမှာစကလုံးအလုံးရေ900 1000အဲ့လိုမျိုးကိုတတ်မှတ်ပေးတဲ့စကလုံးအလုံးရေတိုင်းကိုရေးပေးမယ်ပေါ့နော်အခုကတော့ကျွန်တော်စကလုံးအလုံးရေမတတ်မှတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူက ပုံမြင်တူလေးအနေနဲ့တတိတူတူလေးပဲရေးပေးရပါတော့ဒီမှာဒီလောက်တူတူလေးပဲရေးပေးရဒီလောက်ဆိုရင်လည်းကျွန်တော်ကနမူနာပြဖို့အဆင်ပြေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါလေးကိုပဲယူလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးကိုဘယ်လိုတွားရမလဲဆိုတော့ဒါတွေကိုခဏထားမယ်ထားပြီးကျွန်တော်တို့ကကမ်ပါကိုတွားမယ်ဗျကမ်ပါကိုတွားလိုက်မယ်ကမ်ပါကိုတွားပြီးတဲ့ခါကြလို့ရှိရင်ဒီမှာကျွန်တော်တို့ကဘာရှာမလဲဆိုတော့ ebook ဆိုပြီးရှာလိုက်မယ်။ဟာ e b o o k book ebook ကနော် ebook ဆိုပြီးတော့ရှာကမ်ပါမှာတော့မြန်မာလိုရှာလို့မရဘူးပေါ့เนาะဒါအင်္ဂလိပ်လိုတော့ရှာပေးရမှာပေါ့ကျွန်တော်တို့က ebook ဆိုပြီးတော့ရှာလိုက်တယ်ပေါ့เนาะဟောဟော sorry 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 ကျွန်တော်မားရတယ်ဒီနေရာမဟုတ်ဘူးသူကအာ AI နဲ့ generate လုပ်တဲ့နေရာကိုကျွန်တော်တွက်ရိုက်မိရတယ်ဒီမှာပေါ့เนาะ AI generator ဖြစ်နေ sorry ပါအဲကျွန်တော်တို့က AI generate ကိုတွားရမှာမဟုတ် home ကိုတွားရမှာကျွန်တော်တွားတဲ့နေရာမှာရောလို့ okay ဒီမှာ search ပေါ့ဒီနားလေးက tab ကိုကျင်းနော် home tab ကိုတွားပြီးရင်ကျွန်တော်တို့ ဒီနေရာကိုရောက်ပြီဆိုတော့အခါကျရင် e b o o k ဟာ b o o k book ebook ဆိုပြီးရှာလိုက်တယ်မင်းတို့ဒီမှာကြည့်ပါ your design ဆိုတဲ့နေရာမှာဒီမှာသူများလုပ်ပြီးတာ design တွေပေါ်တယ်ပေါ့နော်ဒီမှာကြည့်ဒါဆိုလို့ရှိရင်အာဘသူရေးတာလဲတော့မသိပါနဲ့ဒီမှာစိတ်အမောပြေဖို့ကတ်တွန်းကားကြည့်လူကြီးကြိုက် ကတ်တွန်းများဆိုပြီးတော့အာလုတ်ထားတယ်ပေါ့နော်ဒါကဘသူဟာလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါဆိုတော့ ကျွန်တော်ဒီကိုကြည့်လိုက်ဒီမှာ template ကိုတွားလိုက်ဘာလို့ဆိုတော့ဒီမှာ template တွေအများကြီးမရှိဘူးသူများလုတ်ပြီးသားပဲရှိတယ်ကျွန်တော် template ကိုနှိပ်လိုက် template ကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာ template တွေအများကြီးပေါ်လိုက်ဒီမှာတော့ဒီအဆင့်ကိုတိတ်ချကြည့်နော်ကျွန်တော်တို့ကဒီနားလေးကိုဒီနား tab ကိုရွေးရမယ် home ဆိုတဲ့ tab ကိုရွေးထားရမယ်ပြီးရခါကျရင်ဒီမှာ ebook ဆိုတာလေးကိုရိုက်ထားရမယ်ပြီးရင် template ကိုရွေးရမယ်နော်အဲ့မှာပဲကျွန်တော်တို့ကဒီလိုပုံစံလေးတွေအများကြီးပေါ်လာမယ် okay ကျွန်တော်တို့ကဒီထက် template တစ်ခုခုကိုကျွန်တော်တို့ရွေးလိုက်ဗျာကိုက ကတ်တွန်းစာအုပ်ဖန်တီးမှာဆိုတော့ကတ်တွန်းပုံလေးပါတဲ့ဟာလေးရွေးလိုက်မယ်ပေါ့နော်ဒီမျိုးအာတရော့ဖူပုံစံလေးပေါ့နော်ဒီမှာကြည့်နော်တရော့ဖူပုံစံလေးဒီလိုတရော့ဖူပုံစံလေးကပတ်စံပေးရတယ်အဲ့ဒါကြောင့်မလို့အဲ့ကောင်လေးတွေကိုမရွေးနဲ့အဲ့တော့ကျွန်တော်တို့ကဘဲကောင်လေးတွေရွေးမလဲဆိုတော့ဒီလိုမျိုးတရော့ဖူပုံစံမှာပါတဲ့ဟာလေးတွေရွေးမယ်ဒီမှာကြည့်ဒါဆိုလို့ရှိရင်ဘာမှမပါဘူးဒီမှာနော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုရွေးလိုက်မယ်ဗျာဒီကောင်လေးကိုရွေးလိုက်မယ်ရွေးလိုက်ပြီးရဲ့ခါကျရင်ဒီမှာ customize this template ဆိုတာရှိရယ် customize ဆိုတာနှိပ်လိုက်အဲကောင်လေးကိုနှိပ်လိုက်ပြီပေါ့နော်ကျွန်တော်တို့အဲကောင်လေးကိုနှိပ်လိုက်ပြီ okay နှိပ်လိုက်ပြီဆိုတဲ့အခါကျတော့ရှင်ဒီမှာကြည့်ဒီမှာကျတော့အာကာဘာမျက်နှာဖုံးပေါ့နော်မိတ်ဆွေကဒီကာဘာမျက်နှာဖုံးကိုလိုချင်တယ်ဆိုလို့ရှင် chat gpt ကိုတွားတွားပြီးလို့ရှင်သူ့ကိုဒီလိုဘယ်လိုပြောရမလဲဆိုတော့အာအတူအပေါ်မှာရေးပြီးသားရှိတာမသိဘူးကျွန်တော်တစ်ချက်တွားကြည့်လိုက်မယ် တော့ဝက်ကလေးဆာမျက်နှာတဲ့အကြောင်းအရာโอเคဒီပါဆာမျက်ကာပါမျက်နှာဖုံးမပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကာပါမျက်နှာဖုံးရေးခိုင်းရမယ်အဲ့တော့ကျွန်တော်ရေးခိုင်းလိုက်အောင်မနော်โอเคဒီမှာကြည့်ကျွန်တော်ဒါလေးရေးပေးလိုက်ပြီစာအုပ်ကာပါပုံထုတ်ဖို့အတွက် print ရေးပေးပါလို့ပြောလိုက်တယ်โอเคကျွန်တော်ပို့လိုက်ပြီဒါဘယ်လိုရေးပေးမလဲဆိုတော့စောင့်ကြည့်အောင်โอเคဆိုတော့ဒီမှာကြည့် တို့ဘလို့ရေးလာပေးလဲဆိုတော့ဒီလိုမျိုးပရွန်လေးရေးလာပေးရဒီမှာကျွန်တော်တို့လိုချင်တာတွေထပ်ဖြည့်လို့ရတယ်ဗောနော်ကျွန်တော်တို့ကကလာဖြော့ချင်တာလားဒရီဒီဆန်ချင်တာလားဘာလားညာလားအကုန်လုံးဖြတ်ထပ်ဖြည့်လို့ရတယ်ကျွန်တော်တို့မဖြည့်တော့ဘူးကျွန်တော်တို့ရတာလေးနဲ့တုံးလိုက်မယ်ဗောနော်မိတ်ဆွေတို့ကတော့အချိန်ယူပြီးရောလုပ်တယ်ဆိုတော့အာဒေချာလေးထပ်ဖြည့်ဗောနော်ကျွန်တော်တို့โอเคဒါဒါလေးပဲယူလိုက်ရင်ကောင်းမလားဆိုတော့음ဟဲ့ယူလိုက်မယ်ဗောနော်ဒီကောင်လေးကိုယူလိုက်မယ် โอเคကျွန်တော်ယူလိုက်ပြီဗောနော်ဒီကောင်လေးကို copy ကူးလိုက်မယ်ပြီးရင်ကျွန်တော်တို့ canva ကိုတွားလိုက်မယ်ဒီအောင်တွားမထိနေတော့เนาะဒါကတက်တက်ထားလိုက်ကျွန်တော်ဒီကိုတွားဒါလေးကိုဖြတ်လိုက်မယ်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီမှာ AI ဆိုတာရှိရယ် canva AI ဆိုတာရှိရယ်ဒီ canva AI ကလုံးဝ free ဖြစ်တယ်ဗောနော်လုံးဝ free ဖြစ်တယ် အဲကြောင့်လို့မိတ်ဆွေတို့တုံလို့အများကြီးအပုံတွေအများကြီးထုတ်လို့ရတယ်အဲကြောင့်လို့ပုံထုတ်မယ်ဆိုရင်ခုနကလို့ကျွန်တော်လုတ်ပြထားလို့ပဲ ChatGPT ကို prompt ရေးခိုင်းပြီးရင် Canva AI ကိုလာခဲ့မဟုတ်လို့ရှိရင်လည်းပဲအာမိတ်ဆွေကဒီ Gemini ပေါ့နော် Gemini ရှိရဆိုရင် Gemini ပေါ့နော်ဒီမှာ Gemini ကိုလာထုတ်ခိုင်း Gemini ကပို့ပြီးတော့ပုံတွေကိုတက်တက်ရရလေးထုတ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ Canva နဲ့ပဲတခါတည်းတွားလိုက်မယ်ဒီမှာတော့ Okay ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် image ဆိုတာကိုရွေးထားရမယ် ဗီဒီယိုပါတစ်ခါတည်းထုတ်ခိုင်းလို့ရတယ်ဒါပေမဲ့အတူကဗီဒီယိုကကြတော့ပတ်စံပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပုံမဲထုတ်ခိုင်းမှာပေါ့နော်ဒါကတော့နမူနာကျွန်တော်ထုတ်ထားတာအခုကျွန်တော်ယူလာတဲ့ prompt ကိုဒီမှာထည့်လိုက်မယ်อืมဒီမှာနော် prompt ကိုဒီမှာထည့်လိုက်တယ်ထည့်လိုက်ပြီးရင်ဒါလေးကိုနှိပ်လိုက်နိုင်လိုက်ပြီဆိုရှင်သူကတခါထုတ်ရင်ပုံ၄ပုံထုတ်ပေးတယ်။အဲဒါကြောင့်မို့မိတ်ဆွေတို့အတွက်အရန်အသုံးဝင်နေပေါ့နော်။ကိုကြိုက်တဲ့ပုံလေးကိုရွေးယူလိုက်အောင်ပဲ။ဟောဒီမှာကြည့် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပုံလေးရတော့ပြီဒါပေမဲ့စာကမမှန်ဘူးဖြစ်နေပြစာကမမှန်ဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဆိုတော့อืม chat gpt ကိုပဲတွက်ခိုင်းလိုက်မယ်ပေါ့เนาะကျွန်တော်ကအာ chat gpt ကိုတွက်ခိုင်းနေဆိုတော့မိတ်ဆွေတို့ခိုင်းတာကိုမြင်တာထင်တာမြင်တာရှိအောင်လို့ပါအဲကဲတော့ကျွန်တော်ဒီ prompt တွေကိုကျွန်တော်ကကျွန်တော်လိုချင်လို့ပြန်ပြင်ရေးလိုက်လို့ရတယ်ဒါပေမဲ့မိတ်ဆွေတို့ chat gpt ကိုခိုင်းတတ်အောင်လို့လုပ်ပြနေရเนาะโอเคဒီမှာကြည့် ဘရုံကိုကျွန်တော်ဘလို့ပြင်ခိုင်းလိုက်လဲဆိုတော့ဒီမြန်မာစာပေါ့နော်ဒီမှာနော်ဒီနာကြည့်နော်ဒီမှာကြည့်မြန်မာစာကိုမထည့်ပဲနဲ့ပုံမဲပါအောင်ပြင်ပေးပါဘာဆိုမှကျွန်တော်ပြောလိုက်တယ်ကျွန်တော်ပြောချင်တာကျွန်တော်မြန်မာစာကိုမလို့ချင်ဘူးဗျာကျွန်တော်ပုံကိုပဲထောက်ခိုင်းစေချင်တယ်အဲဒီတော့ကျွန်တော်နောက်တစ်ခါဆန့်ပြီးလုပ်လိုက်တယ်သူဘလို့ပြောမလဲဆိုတော့โอเคမြန်မာစာတော့မပါဘူးပုံမဲထောက်ခိုင်းမယ်ရပြီဒါကတော့ကျွန်တော်ကူးရလိုက်တော့မှာပေါ့နော်သူဘလို့ပဲပြောပြောပါတော့ပြောချင်တယ်လို့ပြောနေပါလိမ့်စေကျွန်တော်ကတော့စာကိုပဲ copy ကူးရလိုက်မယ်ဟာ ဇာတ်ဘက် copy ကူးရမယ်ပြီးတော့ရှင်ခုနက AI မှာပြန်သွားမယ်ကျွန်တော်တို့ပြန်ထုတ်ခိုင်းလိုက်မယ် Okay ဒါဆို message ဒီမှာကြည့်လိုက်ပုံလေးတွေထုတ်လာပြီစာမပါတော့ဘူးเนาะစာမပါတော့အဲ့တော့ကျွန်တော်ကြည့်ကြည့်လိုက်အောင်ဟွန်းอืมที่ปုံล่ะมาล่ะมาล่ะ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 ได้ปုံนี้ตะคุกๆยุยบ่เนาะ ဒီမှာဆိုလို့ရှိရင်ပုတ်တင်မျိုးကိုပြောလာတာသူကဘာအကောင်လေးထည့်ပေးလဲမသိဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အဲ့လိုမျိုးအာအကောင်ပေါ့နော်အကောင်မားနေရဆိုလို့ရှိရင်သူ့ကိုပြန်သွားပြောနော်ဒီမှာပုတ်တင်မျိုးဆိုတဲ့အကောင်ကိုသူတိအောင်ရိုက်ပြပေးနော်အာသူကပုတ်တင်မျိုးဆိုတာကိုမသိဘူးထင်တယ်ကျွန်တော်ထင်တာပေါ့နော်အဲ့တော့ထားလိုက်တော့ကျွန်တော်တော့မပြင်တော့ဘူးပေါ့နော်ကျွန်တော်ဒီပုံလေးကိုယူလိုက်မယ်ဗျာဒီပုံလေးကို download ဆွဲလိုက်မယ်โอเคဒီမှာ download ရောက်ပါတယ်နော် download ဆွဲပြီးပါပြီဗျာကျွန်တော်အခုကာဘာပုံလုပ်တော့မယ် ီပုံလေးကိုကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဒီပုံလေးကိုဖြတ်လိုက်မယ်ကျွန်တော် download ဆွဲထားတဲ့ပုံဆိုလို့ရှိရင်ဒီမှာ upload ကိုတင်နေပြီးတော့ကာကြလို့ရှိရင်ကျွန်တော် upload file ကိုနေ upload file ကိုနေတော့ download မှာရှိမယ်ပေါ့နော် story book အဲဒီနားလေးမှာရှိမယ်ဒီမှာနော်ဒီမှာဒါဆိုလို့ရှိရင်ပုံရလိုက်နော်ဒီဗီဒီယိုကနည်းနည်းတော့ရှိမယ်နော်ဒီခံ okay ကျွန်တော်ဒီနားရောက်လာပြီညဒီမှာ ဒါဆိုလို့ချင်းဒါကျွန်တော်တို့ရဲ့ကာဘာလေးရိုက်ပေါ့နော်ဒီနားလေးမှာထားလိုက်မယ်ကျွန်တော်ကဒါကိုဆွဲရတယ်ပြီးရင်ဒါကိုလည်းနည်းနည်းဆွဲလိုက်မယ်ဗျာပြည့်ပါအောင်ပေါ့နော်โอเคဒီလောက်ဆိုရိုက်တာဒီလောက်ဆိုရိုက်နော်โอเคဒီလောက်ဆိုရပြီဆိုတော့ဒီနားမှာပုတ်တိန်ညိုဖြင့်ပုတ်တိန်ညိုကမဟုတ်ဘူးနည်းထားလိုက်ပါတော့ကျွန်တော်ဒါလေးကိုဒီမှာလည်းမြန်မာစာမြန်မာလိုရေးမယ်ဗျာဒီမှာအင်္ဂလိပ်တကယ်လို့ဒီစာအကြောင်းကိုမလို့ချင်ဘူးဆိုရင်ကျွန်တော်တို့ဖြတ်လိုက်လို့ရတယ်ဒီလို select မယ်ဒါကိုဖြတ်လိုက်ပြတ်သွားရင်နော်မရှိအောင်နော် ပြီးရစင်ဒီမှာအဲဒါတော့စာရေးဆရာရဲ့နာမည်ပေါ့ဗျာဆိုပါတော့ကျွန်တော်နာမည်ရေးလိုက်မယ်อืมကျွန်တော်နာမည်ဟုတ်ပါကိုလင်းဟမ်ဒါကျွန်တော်ပေါ့နော်စာလုံးနည်းနည်းကြီးတိုင်းမယ်ဒါတော့ဆိုရိုက်လားရိုက်လားရိုက်ပြီနော်အဲ့တော့ကျွန်တော်စာလုံးအယောင်ကိုလည်းပြောင်းလိုက်မယ်အဝါအယောင်ထားမှာမကောင်း အနီရောင်ဟမ်အနီရောင်မကောင်းဒီရောင်ထားလိုက်မယ်။ Okay ပြီးရတဲ့အခါကျရင်ကျွန်တော်ကဆက်လုံးကိုနည်းနည်းလေးအာဘေးနားမှာအယောင်လေးပဲပါစီချင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒါလေးကိုနှိပ် effect effect ကိုနှိပ်ဒီကောင်နှိပ်ပြီးရင်ဒီကောင်နှိပ်ဒီမှာအယောင်လေးတော့ထားမယ်။အယောင်လေးထားမယ်ဆိုတော့ဘာအယောင်ထားမလဲဆိုတော့ကျွန်တော်ကအဖြူအယောင်လေးထားမယ်။ဟာအဖြူအယောင်မကြိုက်ဘူး။အနီရောင် Okay အနီရောင်လေးဆိုတော့နည်းနည်းလှတယ်လို့ခံစားရမယ်ပေါ့နော်။ကိုလင်းကိုလင်းကနည်းနည်းကြီးသွားပြီရပြီ။ ကိုလေးနည်းနည်းကြီးကဆိုဆက်လုံးကိုပြောတာနော်။ Okay ကျွန်တော်အထက်ရအယောင်ကကြတော့အဖြူရောင်လေးထားတာကောင်းမယ်ပေါ့နော်။ဩအဲ့အယောင်မကောင်းဘူး။ဒီရောင်လေးပေါ့နော်။အမ်ဒီရောင်လေးဆိုမဆိုးပါဘူး။မနော်ကိုလင်းဒါတော့မိတ်ဆွေတို့အဲ့လိုပဲကျွန်တော်ခုနလှုပ်ပြလိုက်တယ်လို့ပဲကြိုက်တဲ့ပုံစံတော့လှုပ်လို့ရတယ်။ okay ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဒီအားလေးကိုပုံပြင်တာပုံပြင်နာမည်ပြောင်းမယ် okay ဒေါ်ဒေါ်ဝက်ကလေးဒေါ်ဝက်ကလေးနဲ့ဒေါ်ဝက်ကလေးနဲ့ဗာလဲ ပုံထဲမှာတော့ကြွက်ဆိုတော့ကျွန်တော်ကြွက်ပဲထည့်လိုက်မယ်နော်ဟွမြေကြွက်ဒီလိုထည့်လိုက်ရအောင်နော်โอเคဒီမှာကြည့်လိုက်ဒီမှာဆိုလို့ရှိရင်တခါတည်းရေးလိုက်တဲ့အတွက်ကြောင့်မလို့မလောက်အင်္ဂလိပ်စာနဲ့ဆိုလာတယ်ဒါပေမဲ့မြန်မာစာနဲ့ဆိုမလောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဘလို့ရေးမလဲဆိုတော့ဒါကိုအာတုံးခုခွဲပြီးတော့ရေးမယ်တုံးခုခွဲပြီးရေးမယ်ဆိုရင်ဒီကောင်လေးကိုကျွန်တော်ခဏတင်ထားလိုက်မယ်ဟွန်း ဒါကိုတလောက်တလောက်ဖြတ်လိုက်မယ်အောက်ဆင်းမယ်ယော့လာလိုက်လားတော့တော့ဝက်ကလေးခဲ့ဗျာကျွန်တော်ကတော့ကာပါပုံလေးကိုဒီလိုလေးလောက်တိုက်ပြီပေါ့နော် ဒါဆိုလို့ချင်းကျွန်တော်ကတော့အာရပြီပေါ့နော်ကျွန်တော်အတွက်ကတော့ရပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်နောက်ထပ်ဘာလုပ်ဆရာချင်နေလဲဆိုတော့ကျွန်တော်အထဲမှာပုံနေစာတွေထည့်ရအောင်ပါအဲ့တော့ဒီမှာ add page ဆိုတာရှိရဲ့အဲ့ကောင်လေးကိုထပ်နေလိုက်ပါอืมဒါဆိုလို့ချင်းဒီမှာဘာမှမရှိဘူးနော်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဘယ်လိုလုပ်ကြရမလဲဆိုတော့သူ့ရဲ့ background color လေးကိုမိတ်ဆွေပြောင်းချင်လားပြောင်းချင်လို့ရှိရင်ဒီလိုလေးပြောင်းလိုက်လို့ရတယ်ဟာဒီရောင်လေးထားမလားဒီရောင်လေးထားမလားဒီရောင်ထားမလားဟာဒီရောင်ဒီရောင်မစိုးဘူးပေါ့နော်လောလောဆယ် ာဒီရောင်လေးထားရင်ထားလိုက်မယ်ဗောနော်ဒီရောင်လေးရင်ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဘာလုပ်မလဲဆိုတာစာတပုတ်ထည့်ရမယ်ဗျာအာစာတပုတ်ထည့်ရမယ်ဆိုတော့ကျွန်တော် tag ကိုယူ tag ပြီးရင်ဒီကောင်တိုက်တယ် okay ဒီကောင်ကတော့တိုက်တယ်ဖြစ်မယ်ဗောနော်ဒီကောင်တိုက်တယ်ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ tag ကိုထားလိုက်မယ်ဒီနားလေးမှာထားလိုက်မယ်อืมပြီးရင်ကျွန်တော်တို့ပုံပြင်ကိုတွားကြမယ်ပုံပြင်ကိုတွားရှာလိုက်မယ်ပုံပြင်ကမှပုံပြင်ရောက်ပြီเนาะ ုံပြင်ကတောဝက်ကလေးနဲ့အဲပုတ်တင်ညူပေါ့နော်တောဝက်ကလေးနဲ့ပုတ်တင်ညူအတကယ်တော့စာပုံပြင်စာအုပ်တွေမှာမိတ်ဆိုတော့ပုံပြင်စာအုပ်တစ်ခုအရင်ကြည့်နော်ဒီမှာမာတိကာဆိုပြီးရရှိမယ်ပြီးရင်ဒီမှာအကြောင်းအရာဆိုပြီးရရှိမယ်ဟုတ်တယ်မလားအကြောင်းအရာနေမှာကျွန်တော်တို့ကဒီမျိုးစာမျက်နှာအာစာမျက်နှာတက်အကြောင်းအရာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးလေးပေါ့နော်ဒါမျိုးလေးတွားထည့်ပေးရမယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ပုံပြင်စာအုပ်တအုပ်အုပ်ကိုမိတ်ဆိုတို့နမူနာယူပြီးတော့လုပ်လိုက်နော်ကျွန်တော်အခုအဲ့ဒီအကြောင်းအရာကိုတော့မထည့်ပြတော့ဘူးကျွန်တော်ဒီမှာတခါတည်းပုံပြင်ရေးလိုက်မယ်ပေါ့နော် အဲ့တော့ပုံပြင်ရဲ့ခေါင်းဆိုင်ကဘာဖြစ်မလဲဒေါ်ဝက်ကလေးနဲ့ပုတ်တင်ညူအပေါ်မှာတော့မြေကျွတ်လို့ရေးရတယ်ဒီမှာပုတ်တင်ညူပြရတော့ရယ်နော်ကျွန်တော်မြေကျွတ်ပဲအဲ့ဟိုကပုတ်တင်ညူပဲပြန်တော့ပြောင်းလိုက်မယ်ပြန်တော့ဒီနားမှာလေးယော့ဟော sorry ယော့ okay ပုတ်တင်ညူပဲပြောင်းလိုက်မယ်နော်အဲ့ဒါပဲကောင်းတယ် ဘေးဒီမှာတော့ဝက်ကလေးနဲ့ပုတ်တင်မျိုးကျွန်တော်တို့ခေါင်းစဉ်လေးတစ်ခုရပါပြီဗျာဒါလေးကိုလည်းအလှဆင်မယ်ဆိုမိတ်ဆိုတော့အလှဆင်လို့ရတယ်ရယ်နော်ဒီမှာနော်အာ effect ကိုနေအဒီကနေပြီးတော့တွားပြီးတော့ဘလို့ပုံစံအလှဆင်မလဲဆိုတော့မိတ်ဆိုတော့တဘောပဲကြိုက်တလို့ယူအာဒီမှာဒါဆိုနည်းနည်းလာပါပြီနော်အာဆက်လုံးကိုစောင်းချင်ရင်ဒီကောင်နေဟုတ် sorry ဒါတော့ select ပေးရမယ်ဆက်လုံးကိုစောင်းချင်ရင်ဒီကောင်နေဒါအင်္ဂလိပ်စာတွေမှာပဲရမှာနော်မြန်မာစာမှာတော့မရဘူးပေါ့နော် okay ဒါမှထားလိုက်ပါကျွန်တော်ဒီလောက်ဆိုရပါပြီနော် အာလိုင်းကလေးထားလိုက်မယ်ဗျာရောခေါင်းစင်မှန်တိတောင်တော့ Okay ရပြီဒါဆိုရင်ပြီးသွားပြီပေါ့နော်ကျွန်တော်ဒီမှာပုံလေးထည့်မယ်ဒီနားလေးမှာပုံထည့်မယ်အောက်မှာစာလေးရေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပုံတွားယူမယ်အဲ့တော့စာမျက်နှာတက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီကောက်ကိုစာယူဒီကောက်ကိုယူမယ်ပေါ့နော် copy ကူးလိုက်တယ်ပြီးရင် Canva AI ကိုတွားမယ် Canva နော် Canva ထဲဝင်ဒီမှာ AI နော် Canva AI ဆိုတာနဲ့ပြီးသွားရင် image ကိုနဲ့ပြီးသွားရင်ဒီမှာ prompt ကိုချ Okay prompt ကိုချအနောက်ခေါက် ဒါဆိုလို့ရှိရင်ပုံရလာမယ်โอเคဒီမှာပုံတပုံရလာပြီเนาะအာဒီပုံတွေတည်းကမိတ်ဆွေကြိုက်တဲ့ပုံတပုံပုံရွေးလိုက်ဒီပုံလား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 อืมကျွန်တော်ဒီပုံရေးလိုက်မယ်ဗောနော်ဒီပုံကိုဒေါင်းလုဒ်ဆွဲလိုက်မယ်ဒီပုံလေးရဲ့ချက်ဆက်အကောင်းတယ်လို့ခံစားရတယ်ပုံကိုဒေါင်းလုဒ်ဆွဲလိုက်ပြီဒီပုံရောက်သွားပြီအဲ့တော့ကျွန်တော်ကံပါကိုတွားမယ်ဒီနားလေးမှာကျွန်တော်ပုံထည့်ရမှာဆိုတော့ကျွန်တော်က upload file ဆိုရှင်ရယ်

အမ်ဒီနောက်မှာပုံလေးထားလိုက်မယ်ဗျာတောဝက်ကလေးပေါ့နော်တောဝက်ကလေးလမ်းလျှောက်လာတဲတဲတဲအဲ့လိုမျိုးပေါ့နော်โอเคဟာဒီလောက်ဒီလောက်ထားလိုက်ဟုတ်ပြီဒီလောက်ထားလိုက်ပြီဆိုတော့တကယ်လို့ဝိုင်းချင်တယ်ပေါ့နော်ဒီပုံကိုဝိုင်းဝိုင်းလေးပေါ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာ position အဲဒီမှာမဟုတ်ဘူးပါโอเคဒီပုံကိုဝိုင်းဝိုင်းလေးပေါ်ချင်ဒီကောင်ကိုဒီကို select တစ်ချက်နှိပ်လိုက်ပြီးရင်ဒီမှာမြင်းကွေးကွေးလေးရှိရအဲ့ဒီကောင်လေးကိုနှိပ် ပြီးရင်ဒါလေးအပေါ်ဆွဲလိုက်ဆွဲလိုက်ဆွဲလိုက်ဟာဒါဆိုပုံလေးကကွကွေးလေးဖြစ်လာတွေ့လားဟာပုံလေးကကွကွေးလေးဖြစ်လာတကယ်တော့အဲ့ပုံကမှအယောင်လေးနည်းနည်းဖြော့ကျင်တယ်ဆိုရင်ဒီကောင်လေးကိုလျှော့လိုက်လျှော့လိုက်ဒီမှာဒါဆိုအယောင်ဖြော့လိုက်တွေ့လားဒါမဲ့ကျွန်တော်တို့ကတင်ထားလိုက်မယ်လေနော်ဒီမှာနော်အယောင်ဖြော့တဲ့ကောင်ဒီကောင်နော်ဒီမှာကွက်ကြကွက်ကြကြားကွက်လို့လေပြီးရင်ဒီစာအုပ်ကလည်းအယောင်တားဟိုဖြစ်နေရေဗောနော်အဲ့တော့ကျွန်တော်တို့အယောင်ရှော့ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဟွန်း အာထားလိုက်ပါတော့အယောင်လျှော့တဲ့ဟာတော့မပြောတော့ဘူးနော်ပြပြလို့ချင်းခိုင်းပြန်ရှာနေရအောင်ဆိုโอเคဒီလောက်ဆိုရပြီကျွန်တော်တို့အောက်မှာဒီနားလေးမှာစာလေးရေးကြတော့မယ်အဲ့တော့ကျွန်တော်စာလေးရေးဖို့အတွက်စာတွားယူမယ်ဒီကောင်လေးပေါ့နော် at ဒီအောင်ရွေးရင်လည်းရတယ်မဟုတ်ဘဲနဲ့ဒီကောင်လေးရေးရွေးရင်လည်းရမဟုတ်လည်းဒီကောင်ရွေးရင်လည်းရကျွန်တော်ဒီကောင်လေးကိုပဲရွေးလိုက်မယ်နော်အာဒီနားလေးမှာပေါ့ဒီမှာစာရေးဖို့တူကနေရာတစ်ခုရှိရယ်ကျွန်တော်တို့ဒီလောက်လောက်ကနေထားလိုက်မယ်ပြီးတော့ကျွန်တော်ချက်ချက်လိုက်မယ်ပေါ့နော် လောလောဆယ်မှာတော့ဒါဘာမှမရှိသေးဘူးထားလိုက်ကျွန်တော်တို့ပုံပြင်တော့ယူကြမယ်ပုံပြင်တော့ယူကြမယ်ဆိုရင်ပုံပြင်ကဘယ်နှမှာရှိမလဲဆိုတော့ခုနကဒီမှာပေါ့နော်စာမျက်နှာတက်ဒေါ်ဝက်ကလေးပါဖြစ်တိုင်းညာဖြစ်တယ်ပေါ့โอเคကျွန်တော်တို့ကဒီဟာလေးယူလိုက်မယ်ဟွန်းဒါကို copy ကူးလိုက်မယ်ပြီးွားရင် create ပြီးွားရင်ဒီနေရာကိုလာမယ်ဒါကို select မှတ်ပြီးရင်ဖြတ်လိုက်မယ်ကျွန်တော်တို့စာ copy ကူးလာတဲ့ဟာကိုချလိုက်မယ်ဟောဒါဆိုလို့ကျင်ဒီမှာပုံပြင်တစ်ပုတ် အာကျွန်တော်တို့ရလာပြီပေါ့နော်ဒါပေမဲ့ဒီမှာကတအားကြီးနေသေးတယ်အဲ့တော့ကျွန်တော်နည်းနည်းတေးမယ်တေးမယ်တေးမယ်ဒီလောက်ဆိုရိုက်လာဒီဘေးနားဟာလည်းဒီလိုလေးဒီလောက်လောက်မှကြီးလို့ကောင်းမယ်လေဟုတ်တယ်မလားဒီလောက်လောက်မှကြီးလို့ကောင်းမှာပေါ့อืมဒီလောက်ဒီလောက်ဒီလောက်โอเคဒီလောက်ဆိုရပြီဒါတော့ကျွန်တော်အထင်ပေါ့နော်ကျွန်တော်အထင်အမြင်မှာတော့ဒီလောက်ဆိုရပြီစာတွေကလည်းပဲအဲ့လိုမျိုးဖြစ်နေတာကတိတ်မမိုက်ဘူး ဲ့ဒီတော့ကျွန်တော်တို့အလဲမှာထားမလားဘေးမှာထားမလားဒီကောင်လေးကိုတွားဒီမှာဒါဆိုလို့ရှိရင်ဘေးနားကိုကတ်သွားပြီနောက်တစ်ချက်နှိပ်လိုက်နောက်ချက်နှိပ်လိုက်ရင်ဒီဘက်ကိုညာဘက်ကိုကတ်သွားပြီဒါဆိုလို့ရှိရင်တပြင်းနဲ့ညီသွားရပါတော့ဒီမှာခြေလိုက်တပြင်းနဲ့ညီညီလေးဖြစ်သွားပြီအလဲမှာထားခြင်းဒီလိုနှိပ်လိုက်ဟောဒါဆိုလို့ရှိရင်တော့ဘေးဘက်ကိုညာဘက်ကိုကတ်သွားပါတော့ဒါညာဘက်ကိုကတ်သွား Okay ဒါဆိုလို့ရှိရင်ဒီမှာကြည့်ကျွန်တော်တို့ဒီလောက်လောက်ရသွားပြီပေါ့နော် อืมကျွန်တော်ကတော့ဒီဘဲဘက်ကိုကတ်လိုက်မှာเนาะညာဘက်ကိုကတ်တာတိတ်ကြည့်လို့မလောက်လို့ခံစားရတယ်အဲ့တော့ဘဲဘက်ကိုကတ်လိုက်โอเคဘဲဘက်ကိုကတ်လိုက်တော့ရတော့ပြီစလုံးကနည်းနည်းတေးနေဆိုရင်နည်းနည်းထပ်ကြည့်လိုက်ရရော့ရော့ဒါလို့ဆိုရရရိုက်เนาะโอเคဒါလို့ဆိုရပြီကျွန်တော်တို့ကဒီမှာပုံရင်းကာဘာဖိုတိုရပြီနောက်ထပ်ပုံရင်းစာအုပ်ကလေးရပြီဒီပုံစံပဲကျွန်တော်တို့ကနောက်ထပ် page တစ်ခုတွားခြင်းနဲ့ဒါဆိုလို့ရှိရင်ဒီပုံမမထောက်နဲ့ဒီနားလေးကိုနေဒီမှာเนาะနေရာအလွတ်ကြီးတစ်ခုကိုနေလိုက် ြီးွားတဲ့ခါကျရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီကောင်လေးကိုနှိပ်ဒါဆိုလို့ရှိရင်နောက်တစ်ခုပွားရွားလိုက်မယ်သူကဟောဒီမှာနောက်တစ်ခုပွားရွားတွေ့လားနောက်တစ်ခုပွားရွားဆိုတော့ကျွန်တော်တို့ကအာအလွယ်တကူပဲပုံတွေကိုလာပြီးအစားထိုးလို့ရပြီဗျာအာပုံတွေကိုအလွယ်တကူစားထိုးလို့ရတယ်ဒီညမှာလဲစာတွေကိုအလွယ်တကူစားထိုးလို့ရတယ်ကျွန်တော်နောက်တဲ့စာတစ်ကြောင်းထပ်ထိုးပြအစားထိုးပြမယ်ဒီမှာကြည့်ဒီကောင်လေးဒီကနေ copy ကူးမယ် copy ကူးမယ်ခုနကကျွန်တော်တို့လုတ်ခဲ့တဲ့နေရာပဲနေရတယ်ဒီညမှာဒီရစာကိုကျွန်တော်ဖြတ်လိုက်မယ် ပြီးရင်ဖြတ်လိုက်ပြီနော်စာမရှိအောင်ပြီးရင်ခုနကစာကိုထည့်လိုက်မယ်။ဩော်ဒီမှာနော်ဘာမှပြောင်းလဲတော့မရှိပဲနဲ့ဒီမှာပုံကလာပြီးတော့အစားထိုးတော့တွေ့လား။အဲ့တော့စာလုံးနဲ့နဲ့ကြီးရထင်ဒေးလိုက်လို့ရတယ်။ဒေးရထင်ဒီမှာကြီးလိုက်လို့ရတယ်။ Okay ရပြီနော်။ဒီလောက်ဆိုရပြီ။ဒီလောက်ပေါ့နော်။ပုံကိုလည်းအဲ့လိုပဲကျွန်တော်တို့ပုံလေးတစ်ပုံတွားယူမယ်ခုနကတော့ပုံပဲနားမလဲအခုကပုံနံပါတ်1ပုံเนาะအာနံပါတ်1ပုံဖြစ်မယ်ဆိုတော့ဒီကောင်လေးကိုနှိပ်မယ် ်ကော်ပီကူးမယ်ခုနက AI ညောတော့ AI ညောတော့ဒီမှာစာတော့ချအနာခေါက် Okay ဒီမှာကြည့်ဒါဆိုတော့ပုံတပုံလေးရပြီဘယ်ပုံကြိုက်လဲဒီပုံ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 ဘယ်ပုံကြိုက်လဲကြိုက်တဲ့ပုံယူလိုက်ကျွန်တော်ကတော့ဒီပုံလေးယူလိုက်မယ်ဒီပုံလေးအာဒီပုံယူလိုက်မယ်เนาะဒီပုံယူလိုက်မယ်อืมဒီမှာတက်သွားပြီเนาะ โอเคပြီးွားရင်ကျွန်တော်တို့စာအုပ်ကိုတွားမယ် ဟာစာအုပ်ကိုတွားမယ်မဟုတ်ဘူးကျွန်တော်တို့ upload file ကိုတွားမယ်ခုနကတည်းကလိုပဲကျွန်တော်တို့ပုံကိုတွားယူမယ်ပေါ့ဗျာကျွန်တော်ကဒီမှာပုံကိုတပုံချင်းစီလောက်ပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်မိတ်ဆွေကကြတော့ပုံကိုအများကြီးတစ်ခါတည်းထုတ်ထားပြီးတော့မှစာတွေကိုအဲ့လို copy တော့ကူးလိုက်ရင်ရပြီပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီမှာကြည့်ဒီဟာပုံလေးကိုယူလာမယ်ဟောတွေ့လားဒီကနေဆွဲလိုက်ရတဲ့ဒီမှာအစားထိုးလိုက်ရင်နော်မိုက်နော်ဒါဆိုလို့ရှိရင်ကျွန်တော်စာတွေအများကြီးရေးစရာလိုလားမလိုဘူးနော်ဒီမှာကြည့် ဒါ okay နောက်ခံနောက်ခံ background ကိုလည်းကျွန်တော်တို့ပြောင်းမယ်ဆိုရင်ဒီကောင်လေးကိုနှိပ်ထားပြီးရင်ဒီမှာနှိပ်အာဒီတစ်ခါကျတော့အယောင်နည်းနည်းဖြော့တာလေးတုံးလိုက်မယ်ပေါ့ဟမ်တွေ့လားဒါဆိုလို့ချင်းရမှာကြည့်ကာဘာရရိုင်းနော်ဒါကျတော့ design တစ်ခုပေါ့ဒါမိတ်ဆွေရပုံကိုဒီမှာမထားချင်ဘူးအောက်မှာထားချင်တယ်ဆိုလဲရတယ်စာအုပ်အပေါ်တင်ပုံကိုအောက်ရွှေ့လိုက်နော် okay ကျွန်တော်ပြီးအောင်လုပ်လိုက်မယ်ပြီးရဲ့ခါကြမှာပဲအတူတူကြည့်ကြရပါဘော okay ဆိုတော့ကျွန်တော် စာအုပ်တွေလှုပ်လိုက်တာပြီးသွားရောเนาะဒီမှာမိတ်ဆွေတို့ပြမယ်ဒါကတော့ပုံဟိုစာအုပ်ရဲ့ကာပါဗောနော်ပြီးတော့ဒီမှာဒီမှာကြည့်เนาะပုံလေးပါတယ်စာမျက်နှာလည်းအယောင်လေးခွဲထားเนาะဒီမှာเนาะအဲဒီမှာဆိုပန်းအောင်လေးဒီမှာဆိုဝါအောင်လေးဒီမှာပုံလေးလည်းမတူတော့တလားစာအုပ်တော့ပြီးသွားတလားဒါရတကယ်လို့စာအုပ်ပုံစံအနေနဲ့ဆိုလို့ရှင်မိုက်တော့ဗောနော်ကလေးတွေလွတ်လွတ်ကူကူဖက်လို့ရပါကလေးတတေးလေးပေါ့ ပြီးတော့ပုံကလည်းမိတ်ဆွေထည့်ချင်လောက်ထည့်လို့ရအောင်เนาะဒီတပုံလေးထည့်ရမလို့မဟုတ်ကျွန်တော်တပုံလေးထည့်ပြတာမလို့ Okay ဒါဆိုလို့ရှင်တော့ကျွန်တော်တို့ဒီစာအုပ်တွေအားလုံးပြီးပါဆိုကျွန်တော်စာအုပ်တွေကိုထုတ်မယ်အဲ့ဒီတော့ share ကိုနှိပ် share ကိုနှိပ်ပြီးတော့ရှင်ဒီမှာ download ကိုနှိပ်เนาะ download ဟမ်ဒီကောင်လေးကိုနှိပ်လိုက်နှိပ်လိုက်ပြီဆိုရင်ဒီမှာ BNG BNG ဆိုတော့ပုံထုတ်မလားလို့မေးရကျွန်တော်တို့ကပုံထုတ်မှာမဟုတ်ဘူးကျွန်တော်တို့ကဘာထုတ်မှာလဲဆိုတော့ PDF file ထုတ်အဲ့ဒီတော့ဒီမှာဒီနောက်နေဒီမှာเนาะ မှာเนาะ PDF เนาะ PDF print โอเคကျွန်တော်တို့နှိပ်လိုက်ပြီပြီးတော့ download ကိုနှိပ်လိုက်မယ်โอเคဒါဆိုလို့ကျွန်တော်ကျွန်တော်တို့စာအုပ်တုံးရပါပြီဒီမှာပြီးသွားပြီเนาะဒီမှာ download ဆွဲနေပြီစာအုပ်တုံးဒီမှာ PDF file တုံးရပြီကျွန်တော်ဖွင့်ကြည့်လိုက်မယ်ဟောဖွင့်ကြည့်လိုက်တော့ဒီမှာစာအုပ်တုံးရပါပြီမနော်โอเคဟမ်ဒီမှာဒီကနေဖတ်ဟောဟာဒီမှာเนาะ ကျွန်တော်စာအုပ်တော့ရပါပြီဒီစာအုပ်ကိုကျွန်တော်ရဲ့ channel Telegram channel မှာကျွန်တော် link ချထားပေးမယ်မိတ်ဆွေတို့နမူနာယူလို့ရအောင်လို့ချထားပေးမယ်โอเคဒါဆိုလို့ရှိရင်တော့အားလုံးပဲအာစာအုပ်ကိုဘယ်လိုထုတ်လဲဆိုတာအတေးစိတ်ဒီဗီဒီယိုမှာဒေးစိတ်လေ့လာပြီးသွားလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီဗီဒီယိုကကျွန်တော်ထပ်ပြောချင်တာကဒီဗီဒီယိုကပါဆိုပါမမတိနေတဲ့လှုပ်လို့အာမလှုပ်တတ်တဲ့ညီကိုတွေအတွက်ကိုကျွန်တော်ရည်ရွယ်ပြီးလှုပ်ပေးလိုက်တာအာဗီဒီယိုတာရှည်သွားတဲ့အတွက်စိတ်တော့မကောင်းဘူးပေါ့နော်โอเค ားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ် channel လို့ like subscribe လေးလုပ်ခဲ့ဖို့မေးနေ